အလုံးမင်္ဂလာပါရှင်။ဒီမှာပြီးခဲ့တဲ့နေ့က PGO Amplifier ရဲ့ approach ကြောင်းကိုကျွန်မဆွေးနွေးသွားပါတယ်။ဒီက regio approach ကိုတည်ထောင်ခဲ့ဖော်ထုတ်ခဲ့တဲ့သူကတော့ဒါ Loris ဆိုတဲ့ပညာရှင်ကြီးပါ။အဲ့ဒီမှာဆိုလို့ရှိရင်ဒီမနေ့တော့ကျွန်မဆွေးနွေးသွားတာဆိုရင်ကလေးတွေဟာတကယ်ကိုအကောင်းတဲ့သူတွေ ဖြစ်တယ်။သူတို့ဒီမှာစွန့်ရည်ရှိတယ် နောက်တစ်ခါ religion ဆိုတဲ့သူတို့မှာကျဉ်းကျဉ်းခိုင်နိုင်တဲ့ရည်ချင်းတွေရှိတယ်။နောက်တစ်ခါအသိပညာအဟောဆရာလည်းကောင်းနေတဲ့အဟောဆရာကောင်းတဲ့အချက်တွေအများကြီးရှိတယ်ပေါ့နော်။အဲ့ဒီမှာဆိုလို့ရှိရင်အသိပညာလေးနဲ့ပြည့်ဝနေတဲ့သူတွေဖြစ်တယ်လို့အဓိကပေါ့ဒီပညာရှင်ကြီးကဒီ Laurius Malakusi ဆိုတဲ့ပညာရှင်ကြီးပေါ့နော်။ Regio Bruce ကိုဖော်ထုတ်ခဲ့တဲ့ပညာရှင်ကြီးကဆိုထားပါတယ်ရှင်။အဲ့ဒါဆိုလို့ရှိရင်ကျမတို့အဲ့ဒါဒီ Regio Bruce ရဲ့ပေါ့နော်။ ကြောင်းလေးကိုဆက်ပြီးတော့လေ့လာသွားကြအောင်ပါ။ဒီနေ့မှဆိုလဲဒီမှာဆိုလို့ရှိရင်ဒီချင်းကန်နီယာအားလည်းကျွန်တော်တို့တင်းဤတခုမဟုတ်ပါဘူးတဲ့။ဒီ video approach ကဒါတင်းဤမဟုတ်ဘူး၊တင်းချာနီးတခုမဟုတ်ဘူး။ဒီဟာကိုကျွန်တော်တို့ကချင်းကန်နီးတခုဖြစ်ပဲဒါကဒီ preschool ကျောင်းကလေးတွေအတွက်ပေါ့နော်။ဒါအစောပိုင်းကလေးရဲ့ပညာရေးမှာ ဒီစံသစ်တီထွင်မှုတွေစိတ်ခုစိတ်တန်းကောင်းနေနဲ့အချင်းကဏီတစ်ခုဖြစ်ပဲအသုံးပြုမှာဖြစ်တယ်ပေါ့နော်ဒီချင်းကဏီလေးကိုလည်းကျွန်တော် Regio Emilia မြို့ရဲ့အီတလီနိုင်ငံမှာရှိတဲ့ဒီ Regio Emilia မြို့အနီးပတ်ဝန်းကျင်ကနေပြီးတော့ပေါ့နော် Progressive ဆိုတာတိုးဥပပေါင်းပါဝင်တိုးတက်မှုရှိတဲ့သူတွေ Progressive တိုးတက်မှုရှိတဲ့သူတွေနဲ့နောက်တစ်ခါဒါပူပေါင်းပါဝင်လှုပ်ဆောင်နိုင်တဲ့ပေါ့နော် Cooperative ူအောင်ပါဝင်လှူဆောင်နိုင်တဲ့သူတွေကနေပြီးတော့ဒါဆောင်ရွက်ခဲ့ကြတယ်အစောပိုင်းကာလမှာအစောပိုင်းကာလပေါ့နော်ကလေးတွေရဲ့အစောပိုင်းကာလပညာရေးရဲ့လှုပ်ရှားမှုကိုဒီမှာအစပြုလာခြင်းဖြစ်ပါတယ်ဒီမွေးစားကနေရပောင်းတစ်ထောင် အရေးကြီးတဲ့ဒါ period ဖြစ်တယ်အဲ့ဒီမှာအသက်ချောင်းနေအတွင်းအဲ့ဒီအတွင်းမှာတကယ်အစောပိုင်းကာလကလေးများရဲ့ပညာရေးဟာဟိုတိုးတက်မှုရှိအောင် ဒါ progressive and cooperative ဆိုတဲ့ဒီအသည့်တွေကိုရှိတဲ့သူတွေကနေပြီးတော့ပေါ့နော်ဒါအစပြုပြီးတော့ဒီလှုပ်ရှားမှုတွေဒီဆောင်ရွက်ချက်တွေကိုဆောင်ရွက်လာခဲ့ခြင်းဖြစ်တယ်တဲ့အဓိက regio amplia မြို့နီးမှာရှိတဲ့ကျောင်းများအလုံးနောက်တစ်ခါမူဂျူနဲ့ပေါ့နော်ဒါ preschool တွေနဲ့ home schooling တွေကပါဝင်ပေါ့နော်အဲ့ကကျောင်းတွေအားလုံးဟာ video ချင်းကန်နီးတွေကိုအသုံးပြုပြီးတော့ မိမိရဲ့ရွာရဲ့အခြေအနေနဲ့လိုအပ်ချက်နဲ့ kait ညီအောင်ပြုပြင်ပြောင်းလဲပြီးတော့ဆောင်ရွက်ခဲ့ကြတယ်တဲ့ဒါအီတလီနိုင်ငံမှာရှိတဲ့ကျမတို့ Regio Emilia မြို့ဂျူလီရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေပေါ့နော်ဒါသူတွေကနေပြီးတော့အဲ့လူတွေကနေပြီးတော့အစောပိုင်းကာလကလေးတွေရဲ့ပညာရေးအတွက်လှုပ်ရှားမှုတွေဆောင်ရွက်မှုတွေလိုအပ်ချက်တွေနဲ့ကိုက်ညီအောင်ပြောင်းလဲမှုတွေလှုပ်ဆောင်ကြရတယ်ဆိုတာလေးကိုဆွေးနွေးပြခြင်းဖြစ်ပါတယ်ရှင်အဲ့ဒီကနေပြီးတော့ကျမတို့ ကျောင်းသားတိုင်းဆရာတိုင်းမိဘတိုင်းဟာတဲ့ရက်ရွာမြို့တွေရက်ရွာတွေမြို့တွေတခုချင်းစီကွဲပြားခြားနာကြတယ်ကွဲပြားခြားနာကြတယ်ကျောင်းနှစ်ကျောင်းဟာလည်းထက်တူတစ်ထက်တီးတူညီနေတယ်ဆိုတာမရှိဘူးတဲ့အဲ့ဒါဘာလို့ဆိုလိုတာလို့ဆိုရင်ဒုတိယနဲ့တရားကလေးတူနဲ့တူသူတို့တွေရဲ့စိတ်ဝင်စားမှုတွေသူတို့တွေရဲ့လုံဒီ ဆောင်ရွက်မှုတွေဟာတစ်ခုနဲ့တစ်ခုအခြေအနေချင်းတွေဟာတူညီနိုင်မှာမဟုတ်ဘူးဆိုတာကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျောင်းသားတိုင်းလည်းတူမှာမဟုတ်တယ်လို့ဆရာတိုင်းလည်းတူညီမှာမဟုတ်ဘူးမိဘတိုင်းရရွာရဲ့အခြေအနေတွေကလည်းတစ်ခုနဲ့တစ်ခု क्वे ပြားခြားနားနေကြမယ်အဲ့လိုမျိုး क्वे ပြားခြားနားမှုတွေရှိနေတာဖြစ်တဲ့အတွက်ကျောင်းနှစ်ကျောင်းဟာသူတို့ရဲ့တစ်ထက်တည်းတူညီမှုဆိုတာမရှိကြပါဘူးဒီလိုနဲ့ပေါ့နော်မူဂျူနဲ့အစောပိုင်းကာလကလေးတွေရဲ့ပညာရေးမှာကလေးရဲ့ဥစားမှုကိုအားပေးတော့ သူတို့တွေရဲ့ဒါပဲစေဝင်စားမှုတွေသူတို့ရဲ့လှူဆောင်လို့မှုတွေသူတို့တွေရဲ့ကလေးတွေရဲ့ပါဝင်လူပါဝင်လူမှုတွေသူတို့ရဲ့ကလေးတွေရဲ့လိုအပ်ချက်တွေအဲလိုအင်တွေကိုစေဝင်စားမှုတွေ ပုံမှာ moody ပြီးတော့ပြုပြင်ပြောင်းလဲပြီးတော့အဓိက approach ကိုအချင်းကန်နည်းတွေကိုဆောင်ရွက်ကြရတယ်။ childless approach ကတကယ်ကို regio approach ကတကယ်မိမောင်းထုတ်ပြထားတဲ့အချက်တွေဖြစ်ပါတယ်။ဒါကြောင့်ကလေးရဲ့ဥဆောင်မှုကိုအားပေးရမယ်။ကလေးကိုဥဆောင်ခိုင်းရမယ်။ဥဆောင်ပြီးတော့ဆောင်ရွက်စေရမယ်။ဥဆောင်ဆောင်ရွက်စေခြင်းအပြင်တည်ယူမှုကိုရရှိအောင်ဆောင်ရွက်ပေးရပါမယ်တဲ့။ဒါကြောင့်စိတ်ဝင်စားမှုကလေးတွေရဲ့စိတ်ဝင်စားမှုလိုအပ်ချက်တွေအခြေအနေတွေပေါ်မှာမူတည်ပြီးတော့ပြုပြင်ပြောင်းလဲပြီးတော့ဆောင်ရွက်ကြပါရစေ။ ကလေးတိုင်းဟာတဲ့နက်နက်နဲနဲစူးစမ်းလေ့လာမှုများပြုလုပ်လိုကြတယ်ခုနကကျမဆွေးနွေးရှင်းပါဟိုပြီးခဲ့တဲ့နေ့ကဆွေးနွေးသွားတယ်လို့ပေါ့အိုက်ဆက်နေယူတယ်လို့ပေါ့နော်တကယ်ကိုပဲအာသူတို့တွေရဲ့စူးစမ်းလေ့လာစိတ်တွေဟာအင်မတန်မြင့်မားတယ်အင်မတန်ကိုပဲထူးဆန်းတယ်ဆိုတာလေးကိုဆွေးနွေးပြခြင်းလည်းဖြစ်ပါရဲ့အဲ့လိုပေါ့နော်စူးစမ်းလေ့လာမှုတွေပြုလုပ်လိုကြတယ်တဲ့ နက်နက်နဲနဲနဲကိုစူးစမ်းလေ့လာလို့မှုတွေပြုလုပ်လို့ရတယ်။သူတို့မှာမွေးရပါစွမ်းရည်တွေရှိတယ်။တကယ်ကိုမွေးရပါစွမ်းရည်တွေရှိကြတယ်။သူတို့မှာဘာမွေးရပါစွမ်းရည်ရှိတော့ဆိုတာကိုမိဘဆရာသမားတွေကလေ့လာဖော်ထုတ်ပြီးတော့တကယ်ကို scaffolding လုပ်တဲ့လုပ်ပေးရမယ်ပေါ့နော်။စနစ်တကျသူတို့ကိုကူညီမှုပေးတယ်။ဒါကူညီမှုတွေကိုများများပေးရမယ်။အဲ့လိုအချက်တွေအားတဲ့ ဝေးရပါဆိုင်ရည်ရှိတယ်နည်း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 လေးလာလို့ပြုလုပ်လို့ကြတဲ့အည်သွေးတွေရှိတယ်အဲ့ဒီလိုမျိုးအချက်တွေဟာသူတို့နေထိုင်တဲ့ကဘာပတ်ဝန်းကျင်ကိုနားလည်အောင်စိတ်ဝင်စားမှုကိုတွန်းအားပေးနေတဲ့အချက်ဖြစ်တယ်ဟုတ်ပါတယ်မိမိနေထိုင်တဲ့မိမိပတ်ဝန်းကျင်မိမိရဲ့ကဘာကြီးကိုနားလည်မှမပြည့်နိုင်လို့ဆိုရင်ဒါလိုက်လျောညီထွေမှုရှိမယ်။အားလုံးကဘဝရည်တည်နေထိုင်ရေးအတွက်လည်းပို့ပြီးတော့ကောင်းမယ်။ပို့ပြီးတော့ပျော်ရွှင်ချမ်းသာ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတွေကိုရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်နေ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 စူဇန်လေးလာလေးလိုမှုတွေရယ်မွေးရပါအကြီးချင်းတွေရယ်နောက်တက်ကအဲ့ဒီအကြီးချင်းတွေကနေပြီးတော့မှသူတို့ရဲ့နေထိုင်တဲ့ကမ္ဘာပတ်ဝန်းကျင်ကြီးကို နားလည်ဖို့တွေစိတ်ဝင်စားမှုတွေကို တွန်းအားပေးတဲ့အချက်တွေအားအဓိကကျမတို့ Regio Amplio Amplia approach ကဘာလို့ဆိုလို့ရှိရင်သူ့ရဲ့မိမောင်းထုတ်ထားတဲ့အချက်ကလေးတွေဖြစ်ပါတယ်။ဒါကြောင့်ဒါဆိုရင် video approach ကဘာလို့ထားတော့ဆိုရင် ကလေးတွေရဲ့စူးစမ်းလေ့လာလေးလိုမှုတွေသူတို့ရဲ့မွေးရပါစွမ်းရည်တွေပေါ်မှာဥတည်ပြီးတော့ဘာလို့တုံးဆိုရင် သူ့ရဲ့ပတ်ဝန်းကျင်ကိုဒါစိတ်ဝင်စားမှုတွေပိုအားကောင်းလာအောင်တွန်းအားပေးတဲ့ချင်းကန်လေးလေးဖြစ်ပါတယ်ရှင်။အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ကလေးတွေဟာတဲ့ ူတို့ရဲ့ကိုပိုင်တင်ယူမှုကိုတိဆောက်နိုင်ဖို့အတွက်စိုက်ရည်တွေရှိကြတယ်အဲ့ဒါကိုအုတ်ထင်းသူတွေနဲ့ဆရာသမားတွေကတကယ်လေးကိုပဲသိရှိ နားလည်ပြီးတော့ပေါ့နော်ထားဖို့လိုပါတယ်သူတို့ကိုယ်တိုင်သူတို့ကိုပိုင်တင်ယူမှုတွေကိုတိဆောက်နိုင်ဖို့သူတို့မှာစိုက်ရည်ရှိရဲ့အဲ့စိုက်ရည်တွေကိုကူညီပေးတဲ့သူတွေကလူကြီးမိဘတွေနဲ့ဆရာသမားတွေဖြစ်ရမှာပါ ဲ့ဒီကလေးတွေရဲ့စိတ်ဝင်စားမှုဟာသူတို့အတွက်တွန်းအားတွေဖြစ်တယ်။အဲ့တော့သူတို့ဗာစိတ်ဝင်စားစိတ်ဝင်စားတာကြီးကိုထုတ်ထည့်ပေးနေရင်တော့ကလေးရဲ့တည်ယူမှုတွေဟာရရှိမှာမဟုတ်ဘူး။တမ်းမြမှုတွေရရှိမှာမဟုတ်ဘူး။ကလေးဘာလို့စိတ်ဝင်စားတော့ဆိုတာကိုဥတည်ပြီးတော့ပေးမှာဗာဖြစ်မလို့ဆိုရင်တင်ယူတက်မြမှုတွေကိုများများရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်သူတို့တွေကလေးတွေရဲ့စိတ်ဝင်စားမှုဟာတင်ယူတက်မြမှုအတွက်တွန်းအားတွေဖြစ်ကြတယ်ဆိုတာကိုဒီကကျွန်တော်တို့ ဒေါရစ်ဆိုတဲ့ပညာရှင်ကြီးကဒါလေးလာပြီးတော့ဖော်ထုတ်ထားခြင်းဖြစ်ပါတယ်။နောက်ပြီးတော့ကျမတို့ကလေးတွေဟာတဲ့သူတို့ကိုသူတို့နားလဲအောင်ကိုကိုကိုနားလဲဖို့လိုတဲ့အရာလဲရေးကြည့်တယ်။ကလေးများဟာသူတို့ကိုသူတို့နားလဲအောင်သူတို့ပတ်ဝန်းကျင်ကမ္ဘာမှာသူတို့အခန်းကဏ္ဍကိုနားလဲအောင်အခြားသူများနဲ့အပြန်အလှန်ဆက်ဆံရေးကိုတည်ဆောက်ကြတယ်တဲ့။ social collaboration ကိုတည်ဆောက်ကြတယ်တဲ့။အဲဒါဆိုလို့ရှိရင်အဲ့လိုတည်ဆောက်နိုင်အောင် ကူညီပေးရမယ့်သူတွေကဘယ်သူတွေဖြစ်မလို့ဆိုရင်လူကြီးမိသားတွေအုပ်ထိန်းသူတွေဆရာသမားတွေဖြစ်မှာပါဖန်တီးပေးရမှာပေါ့လေဒီလိုအခြေအနေတွေရောက်လာသူတို့ကိုသူတို့နားလဲလောက်သူတို့ပတ်ဝန်းကျင်နဲ့သူတို့ကဘာသူတို့ပတ်ဝန်းကျင်ကဘာမှာ တို့ရဲ့အခန်းကဏ္ဍကိုတို့နားလည်ရဘယ်အခန်းကဏ္ဍမိမိလုံဆောင်နိုင်တဲ့အခန်းကဏ္ဍကဘယ်အခန်းကဏ္ဍတုံးဆိုတာလေးကိုတို့ရဲ့မွေးရပါအီချင်းနေအီသွေးတွေတို့ရဲ့လေးလာစူးစမ်းလေးလာမှုတွေစသည်တွေဒီကနေပြီးတော့နားလည်လာပြီးတော့အခြားသူတွေနဲ့အပြန်အလှန်ဆက်ဆံရေးကိုမလုပ်ကြတော့ဆိုရင်တိဆောက်ကြတယ်ဆိုရှယ်ကိုလာဘိုရေးရှင်းတွေကိုတိဆောက်ကြပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မကနေဆွေးနွေးပေးသားရင်းဖြစ်ပါတယ်။ဒါဆိုရင်ကျွန်မတို့ VGO Pro ကလေးကိုဖော်ထုတ်ခဲ့တဲ့ပေါ့နော်ပညာရှင်ကြီး Doris Malakusi ဒါဖော်ထုတ်ထားချက်ကလေးတွေကိုကျွန်မကနေ့ဒီလောက်ဆွေးနွေးပေးသွားပါရယ်။နောက်နေ့တွေမှာလည်းပဲကြန့်ရှိနေတဲ့ဒီပညာရှင်ကြီးရဲ့ဖော်ထုတ်ထားချက်ကလေးတွေကနေပြီးတော့ကြန့်ရှိနေတာလေးတွေကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျွန်မရဲ့ယင်းဒီဆွေးနွေးချက်ကလေးကိုညီဆုံးချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။